ရုရှားသမ္မတပူတင်နဲ့လက်တွဲပြီးနိုင်ငံတကာအဖို့ကြောက်ဆူမှုမှုတွေကိုလက်တွဲဖြည့်ရှင်သွားမယ်လို့တရုတ်သမ္မတရှီကျင်းဖင်ကပြောပါတယ်နိုင်ငံတကာအဖို့ကြောက်ဆူမှုရေးဝါဒီတွေကိုမိတ်ဆွေရင်ချာရုရှားသမ္မတဗလာဒီမာပူတင်နဲ့အတူလက်တွဲပြီးတော့နှိမ့်နှင်းဖြည့်ရှင်သွားမယ်လို့တရုတ်သမ္မတရှီကပြောပါတယ်ဗီဒက်ကဘာဆင်မှာဆိုဗီယက်ကနာဇီဂျာမနီကိုနိုင်ရခဲ့တဲ့80ပြည့်အောင်ပွဲခံအခမ်းအနားတရုတ်ကိုရုရှားမြို့တော်မော်စကိုကိုရောက်နေတော့ပူတင်နဲ့တွေ့ဆုံချိန်မှာရှီကျင်းဖင်ကခုလို့ ွေးကြော်ခဲ့တာဖြစ်ပါတယ်။တရုတ်သမ္မတရှီကျင်းပင်ကလည်းရုရှားဘက်ကတကယ့်ကိုကြီးကျယ်ခံစားစွာကြိုဆိုခဲ့ပါတယ်။လေယာဉ်ကြခီးစဉ်တွင်တရုတ်နဲ့ရုရှားဟာနိုင်ငံပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးသဘောတူစာချုပ်တွေပါလက်မှတ်ရေးထိုးခဲ့ပါတယ်။ရှိချင်းပြင်ကရုရှားနဲ့တရုတ်ကြားပုံမှန်နဲ့ရှိုင်းနဲ့ရှုံချမှုတိစောက်နိုင်တာကိုချီးကျူးခဲ့ပြီးယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့နောက်နိုင်ငံတွေရဲ့ဝေဖန်ရှုတ်ချမှုခံနေရတဲ့ရုရှားပေါ်ကောက်ွယ်ရည်တည်ပေးတဲ့သဘောမျိုးလည်းပြောဆိုသွားပါတယ်။ ကဘာကြီးမှာတစ်ဖက်သက်ခြေလှမ်းမှုတွေနဲ့လဝကြီးအုပ်ဖို့ကြောင့်စုမှုမှုတွေကိုတွန်းလှန်ရမှာတရုတ်ဟာရုရှားနဲ့တူရင်ပေါင်းတိုင်းရပ်တည်ရင်ကမ္ဘာစူပါပါဝါနိုင်ငံကြီးတစ်ခုအနေနဲ့ယူသိတဲ့တာဝန်တွေထမ်းဆောင်သွားမှာပါလို့ရှီကျင်းဖင်ကပြောပါတယ်။ပူတင်ကလည်းရှီကျင်းဖင်ကိုမိတ်ဆွေကောင်းဖြစ်ရည်ညွှန်းခဲ့ပြီးတရုတ်မိတ်ဆွေတွေနဲ့တူရုရှားဟာသမိုင်းမှန်တရားကိုမမမမတ်ရပ်တည်ကာကွယ်ဖို့စစ်ပွဲကာလတွေရဲ့ဖြစ်စဉ်တွေနဲ့အမှန်ရစရာတွေထင်သိဖို့ခစ်သည့် နာဇီဝါဒနဲ့စစ်လူလာမှုကိုတံမြက်ဖို့လက်တွဲသွားမယ်လို့ပြောပါတယ်။ပူတင်ကရုရှားနဲ့တွေ့ဟာခုခါမှာတော့နာဇီဝါဒကိုအကျဉ်းချုပ်ခံတိုးနှံဖို့အတွက်အတူယက်တည်နေတယ်လို့ဆိုပါတယ်။ American Model နဲ့ Trump သမ္မတဖြစ်လာပြီးတဲ့နောက်တရုတ်ပေါ်ပြစ်မှတ်ထားရန်လိုတဲ့ကုန်သွယ်ရေးမူဝါဒကျင့်သုံးလာပြီးဒီကိစ္စတံပြန်တဲ့အစီအမံအနေနဲ့ရှီချင်းပြားရုရှားခီးစဉ်တွင်နိုင်ငံကုံသွေးရေးဆိုင်ရာသဘောတူစာချုပ်အများအပြားအမှတ်ရထုတ်ပေါ်ရှိပါလိမ့်။နိုင်ငံတကာရေးလိလသူတွေကတော့ ရိုင်ဂန်နဲ့အနောက်နိုင်ငံတွေရဲ့စီးပွားရေးဆိုင်ရာဖိအားပေးမှုတွေဟာတရုတ်နဲ့ရုရှားကြားပူးပြီးပဲနှိကက်သွားစေခဲ့တယ်လို့မှတ်ချက်ပေးထားပါတယ်။